မင်္ဂလာပါရှင် PPTV ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြသတင်းလားချင်းလားစီစဉ်နေကြိုးဆိုလိုက်ပါတယ်ကျမကတော့ချူပါပြည်သူတွေချမ်းမှာပြန့်နှံ့နေတဲ့သတင်းမှားတွေအချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာကသတင်းမှားဘယ်ဟာကချင်းဆိုပြီးတော့တင်ဆက်ပေးသွားမှာပါရှင်ပြည်သက်တွေအနေနဲ့လည်းဖက်ရှုလိုက်ရတာတွေမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလားချင်းလားသိစေတော့ comment တွေမှာဝင်ရောက်ရှင်းတာမြင်မြင်နိုင်ပါတယ်ဒီဘက်အတွက်တင်ဆက်ပေးမှာတွေကတော့ ကယ်ဆယ်ရေးလာတဲ့ရှင်နှန်းကိုမြင်းမှုမြို့နာမှာတော်လိုင်းတက်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုရခြင်းစစ်ကောင်စီကတရုတ်နိုင်ငံချက်ချင်းမီအဖွဲ့ရဲ့ထောက်ပံ့ရေးအတွက်လာတဲ့ရှင်နှန်းကိုပြစ်ခတ်တာမဟုတ်ဘူးဆိုတဲ့သတင်းမှနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကအပြစ်ရက်တွေထုတ်ပြန်မှုအပြီးမှာတိုက်ပွဲတွေပေါ်ဆောင်နေရဆိုတဲ့ချင်းအကြောင်းအရာတွေပါပဲမက်စလန်28ရက်ကတော့မြမသမိုင်းမှာစိုးရွားတဲ့မှတ်တမ်းလေးဖြစ်ရောက်ရှိခဲ့ပါပြီ စကိုင်းဒေတာကိုအခြေပြုပြီးတော့ Richester's Gate 7.7ပြည့်အားရှိတဲ့အလွန်အင်အားပြည့်ထန်တဲ့ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တာပါ။အဲ့လှုပ်ခတ်မှုချိန်ကဒေတာတွေမှာတေချေပြက်စင်းမှုအများပြားဖြစ်ခဲ့သလိုပဲထိုင်းနိုင်ငံဘန်ကောက်မြို့ကဆောက်လက်ဆာအထက်မြင့်အဆောက်အုံမှာပြိုကျတဲ့အထိပြည့်ထန်ခဲ့တာပါ။ကူလာတမ်ကအပါဝင်ကပနိုင်ငံအသီးသီးကလည်းမြန်မာနိုင်ငံကိုချက်ချင်းဆိုသလိုရှောက်လာပြီးတော့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေပါတယ်။ ီလိုမျိုးနိုင်ငံတစ်ခုလုံးဝန်내ခွေကောင်းနေတဲ့အချိန်မှာစစ်ကောင်စီလော်ဘီတွေကတော့မလျင်နဲ့ပတ်သက်တဲ့သတင်းမှားတွေရေးတင်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပါတယ်အလာတော့သခိုင်းကိုကယ်ဆယ်ရေးလာတဲ့ရှင်နှန်းကိုမြင်းမှုမြို့နာမှာတော်လရင်တက်တွေကမိုင်းဆွဲတိုက်ခိုက်ပါတယ်ဆိုပြီးတော့ရေးသားဖြန့်ချိနေတာပါအဲ့ဒီ post ကိုစတင်ခဲ့သူကတော့ထပ်အောင်လေး Facebook အကောင့်ပါပါအဲ့ဒီ post ရဲ့ပြည့်နှက်မှုက like 633 comment 73ခုနဲ့ share ရတော့400ကျော်ရှိတာတွေ့ရပါတယ် အကြောင်းအရာကိုစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သခိုင်းမြေပြင်မှာရှိနေတဲ့တပိတ်ကောင်းဆောင်တအုပ်ဖြစ်သူကိုခက်ဝင်ဖြိုကလည်းမြင်းမူနာမှာကကယ်ဆယ်ရေးရင်းနှံကိုမိုက်ဆွဲတယ်လို့တင်လာတဲ့အကောင်ကစစ်ကောင်စီတပ်ဘက်ကဖြစ်တယ်လို့ပြောပါတယ်။လလန်းမီသလောက်ဘယ်တော်လည်းအင်အားစုကမှအဲ့လိုကယ်ဆယ်ရေးရင်းနှံကိုမိုက်ဆွဲလိုက်တဲ့ဖြစ်စဉ်မျိုးမရှိပါလို့အခိုင်အမာပြောပါတယ်လို့ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ အဲ့လိုပဲမြင်းမှုမျိုးနဲ့သတင်းမှန်ပြန်ကြားရေးကလည်းအခုဖြစ်စဉ်ကမဟုတ်ဘူးဆိုတဲ့အကြောင်းနဲ့စစ်ကောင်စီလော်ဘီတွေကသတင်းမှားဖြန့်ချိနေတာဖြစ်တဲ့အကြောင်းပြန်လည်ရှင်းလင်းခဲ့ပါတယ်ရှင်။စစ်ကောင်စီလော်ဘီတွေကငလေဘေးဒဏ်သိပြီးသူတွေအပေါ်မှာမျှတဆန္ဒမှုမရှိတဲ့အပြင်ငလေဆိုတဲ့အကြောင်းအရာကိုခုတုံးလုပ်ပြီးရောပြည်သူတွေချားမှာခြင်းတွေဖြန့်ဝင်နေတာပါ။ထောက်လေအကောင်ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်အစအဆုံးကလှုပ်ချက်ဖန်တီးတိဆက်ချက်ပြနေအောင်တွေ့ရပါတယ်ရှင်။ အင်အားပြည့်ငလင်တန်ကြောင့်ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေကို နိုင်ငံတကာကကူညီကယ်ဆယ်ရေးတွေအပြင် ထောက်ပံ့ရေးတွေပါလှုပ်ဆောင်နေကြတာပါ။အဲ့လိုထောက်ပံ့ရေးတွေလှုပ်ဆောင်တာကိုစစ်ကောင်စီတပ်တွေကပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။တကယ်ကိုအောချရောက်လက်အထိဖြစ်ရပြုပြောမှာပါရှင်။အဲ့လိုတွေလှုပ်ဆောင်ပြီးတဲ့အခါမှာလည်းစစ်ကောင်စီလော်ဘီတွေကမဟုတ်ပါဘူးဆိုပြီးတော့ငြင်းဆုံနေကြပြန်ပါတယ်။ အဲ့ဒါတော့တရုတ်နိုင်ငံစစ်ချေပြီးအဖွဲ့ရဲ့ထောက်ပံ့ရေးအတွက်လာတဲ့ရှင်တန်းကိုနောက်ချုပ်မြို့အနီးမှာစစ်ကောင်စီတပ်တွေကပြစ်ခတ်ခဲ့တာမဟုတ်ပါဘူးလို့ရှင်းတာဖြန့်ချိနေရပါ။အဲ့ဒီ post ကိုစတင်ခဲ့သူကတော့ကိုသက် Telegram Channel ကပါ။အဲ့ဒီ post ရဲ့ပြန်လည်မှုက like ကတော့633 comment 73ခုနဲ့ share ကတော့450ကျော်ရှိရတွေ့ရပါတယ်။အကြောင်းအရာကိုစစ်စစ်ကြည့်အခါမှာလဲလွဲမှားနေပါလေရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာကစစ်ကောင်စီရဲ့ပြန်ကြားရေးဌာနကပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်ကအဲ့ဒီပြစ်ခတ်မှုကမှန်ကန်ပါတယ်လို့ဝန်ခံပြောကြားခဲ့တာပါစစ်ကောင်စီလော်ဘီတွေကမဟုတ်ပါဘူးလို့ညှင်းဆန်နေကြမှာပဲစစ်ကောင်စီကိုနိုင်ကိုကဝေခံလိုက်တာလည်းဖြစ်ပါတယ်။ကိုကြီးထောက်ပံ့ရေးအတွက်လာတဲ့ရှင်နှန်းကိုပြစ်ခတ်တဲ့စစ်ကောင်စီရဲ့လုံရက်ကတော့မရိုင်းရှုံးမှလွတ်နေလို့မှတ်ချက်ပေးနေကြပါတယ်။ မလျင်ဘေးကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်ကောင်စီကကုညီတာမျိုးမရှိတဲ့အပြင်လာရောက်ကုညီနေတဲ့သူတွေကိုပါဒုက္ခပေးနေတယ်လို့လည်းအများပြည်သူကမှတ်ချက်ပြုနေကြပါတယ်ကိုယ်သက်ချက်တဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လှည့်ဖြားမှားရင်းသောတိဆက်ချက်ဖြစ်နေအောင်တွေ့ရပါတယ်ရှင်။စစ်ကောင်စီလော်ဘီဟန်ငယ်ဥတလီရဲ့ချန်နယ်ကတော့သတင်းမှတစ်ခုဖြည့်တင်ပြီးတော့ပြည်သူတွေကိုခြေထက်နေပါတယ်။ အဲ့ဒါတော့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ကနလင်းဘေးကြောင့်အပြစ်ရစဲကြောင့်ကြင်ညာချက်ထုတ်ပြန်တာကလူကြားကောက်အောင်လာကြင်ညာတာဖြစ်တယ်ဆိုရတဲ့ဂတိချိုးဖောက်ပြီးတော့ပြစ်ခတ်မှုတွေတိုက်ပွဲတွေပေါ်ဆောင်နေရတော့ဆက်လက်လှုပ်ဆောင်နေလို့ဆိုပြီးတော့ရေးသားဖြန့်ချိန်နေရပါအလီပိုဆက်ပြတ်မှုကလိုက်420 view ကတော့12000ကျော်နဲ့ share 3ခု comment 5ခုရှိရတွေ့ရပါတယ်အကြောင်းအရာကိုစစ်စစ်ကြည့်ရင်အခါမှလည်းလွဲမှားနေပါလေရှင် ွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာကစစ်ကောင်စီဘက်ကသာအပြစ်ရစဲကြောင်းကြေညာချက်ထုတ်ပြန်ပြီးမှသာတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေရလို့ရှင်းသားခဲ့ကြတာပါနီလောင်မဟာမိတ်သုံးဖွဲ့ကလည်းစစ်ကောင်စီကစီးဖောက်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေရလို့လည်းထုတ်ပြန်ခဲ့ကြပါတယ်အဲ့ဒါကိုဟန်ငယ်ယူ channel ကပြောင်းပြန်လုပ်ပြီးတော့ညီနောင်သုံးဖွဲ့ကပဲစစ်ရေးဖော်ဆောင်နေတဲ့လေရှိသားဖြန့်ချိနေရပါဟန်ငယ်ယူ channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းပြုတ်ပြင်စစ်မှန်တိဆက်ချက်ဖြစ်နေအောင်တွေ့ရပါတယ်ရှင် ခုတင်ဆက်ခဲ့ရတွေပေါ့ပြည်သက်တွေနေနဲ့ချင်းနဲ့နှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်လာမယ့်အပတ်တွေမှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်ဆေးဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပြည်သက်တွေနေနဲ့စစ်ဆေးခြင်းနဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်။အဲ့လိုပေးပို့လာတာတွေကိုကျမတို့အဖွဲ့သားတွေကရှာဖွေစစ်ဆေးပေးသွားမှာလည်းဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးတည်င်းလာချင်းလာခွဲခြားသိမိပြီစစ်ကောင်စီလော်ဘီတွေရဲ့ခြေထက်ခံရခြင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။